ားလုံးပဲမင်္ဂလာပါ PK144 Football Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မကြာခင်မှာ Real Madrid အသင်းကနေခောက်ခွာသွားတော့မယ့် Luka Modric အကြောင်းပဲဖြစ်ပါတယ်စုကလားတွေခန်းထားတဲ့အချိန်တွေမရောက်လာခင်တုန်းက Luka Modric ဆိုတာစစ်ပွဲထဲမှာပြေးနေရတဲ့ကလေးတယောက်ပါပဲဘုံခုချင်းတွေထဲမှာပုံနေရပြီပြန်စည်းတွေကြားတဲ့ဘောလုံးကန်နေရတယ်ဆိုတာကလေးတယောက်တော့တိတ်ကိုခါတီးလွန်းလာပါတယ်ဒါဟာဘောလုံးလောကရဲ့ပုံမြင်တစ်ခုတက်တက်ပဲမဟုတ်ပါဘူး ခက်ခဲတွေကြားကရှင်သန်လာတဲ့ဘဝတစ်ခုကြောင်းပါမိုဒရစ်ကို1985ခုနှစ်စစ်ဘေးတင်နေတဲ့ခရိအရှားမှာဝေဖားခဲ့ပါတယ်တက်ချောင်းနဲ့အရွယ်မှာပဲသူ့ရဲ့အဖိုးဟာပုံကန်သူတွေကြောင့်တက်ဆုံးရှုံးခဲ့ရပါတယ်ဒါကြောင့်သူ့မိသားစုဟာအိုးအိမ်ကိုစွန့်ခွာပြီးကြမ်းဖက်မှုတွေဝိုင်းရံနေတဲ့ဒုက္ခတဲ့ဟိုတယ်တွေမှာနေထိုင်ခဲ့ကြရပါတယ်ပုံဝင်ချင်းမှာကဘာပြက်နေလေမိုဒရစ်တယောက်ကတော့ပျက်စီးနေတဲ့လမ်းမတွေပေါ်မှာပေါ်စားပေါ်ကန်ဖက်နယ်လေးနဲ့ဘောလုံးကန်မပြတ်ခဲ့ပါဘူးမိုဒရစ်ကကျွန်တော်ကခဏဖို့အရန်တည်တယ် အနေနဲ့သူများရေလောက်မမြန်ဘူးလို့အမြဲပြောလို့ရှိပါတယ်။ဒါပေမဲ့ဘောလုံးပေါ်မှာရှိရဲ့သူ့ရဲ့အမြင်ညံရင်ညံသွင်းတဲ့တိုက်ပွဲဝင်စိတ်ဓာတ်တွေကတော့အင်မတန်မှအားကောင်းဆုံးခဲ့ပါတယ်။ခရိုအေးရှားလီမှာထွန်းတာလာပြီးတဲ့နောက်2008ခုနှစ်မှာသူဟာတော်တင်ဟော့စပါတင်ကိုရောက်ရှိခဲ့ပါတယ်။ပရီးမီးယားလီရဲ့တန်တရားမျက်လုံးတွေကြားမှာအကောင်းဆုံးပေးပို့မှုတွေနဲ့အတူသူဘလို့ကစားသမားလဲဆိုတာအကောင်းကောင်းကြီးတည်ပြခဲ့ပါတယ်။2012ခုနှစ်မှာတော့ Real Madrid အသင်းကသူ့ကိုခေါ်ခဲ့ပါတယ်။ ဒါဟာမိုးတွေအတွက်သူ့အရေးချင်းတွေကိုအကောင်းဆုံးသုံးချလို့ရမယ့်နေရာမှတစ်ခုကိုရောက်ရှိသွားသလိုပါပဲဒီလိုနဲ့သူဟာရီယယ်မက်ဒရစ်အသင်းကြီးရဲ့မရှိမဖြစ်ကွင်းလည်အင်ဂျင်တစ်သုံးဖြစ်လာပါတော့တယ်ရီယယ်မက်ဒရစ်နဲ့သူမိုးဒရစ်ဟာချန်ပီယံလိ၅ချိန်လာလီဂါဆူပလား၃ချိန်ကမ္ဘာကလပ်ချန်ပီယံ၅ချိန်စတဲ့အောင်မြင်မှုတွေကိုစွတ်ခူးနိုင်ခဲ့ပါတယ်18ခုနဲ့ကတော့သူကစားသမားဘဝရဲ့အကောင်းဆုံးနှစ်လို့ပဲဆိုရမှာဖြစ်ပါတယ်ခရိုရှားကိုအာဂျင်တီးနားအင်္ဂလန်တို့ကိုအနိုင်ယူပြီးကမ္ဘာဖလားပိုလူပွဲကိုသူရောက်ပို့ပေးနိုင်ခဲ့ပါတယ် ပြီးတော့ Messi တလက် Ronaldo တလက်ယူနေတဲ့ Ballon d'Or ကိုလည်းသူရအောင်ညီနိုင်ခဲ့ပါတယ်။သူကစကားတွေအများကြီးမပြောဘူး။ဟိတ်ဟန်နေထုတ်မနေ။ Queen နဲ့မှာ तू ဘလောက်ကြောက်စရာကောင်းလဲဆိုတာကို Twitch လောက်တွင်လည်းစကားပြောခဲ့ပါတယ်။2025ခုနှစ်ဇွန်လမှာကျင်းပမယ်။ FIFA Club World Cup အပြီးမှာတော့ Modric က Real Madrid အသင်ကနေဖြတ်ခွာတော့မှာပါ။ Sevilla Hotel ခန်းလေးတွေကနေကမ္ဘာစင်မြေပေါ်ကိုရောက်လာတဲ့ Modric ကအောင်မြင်မှုတွေအတွက်စိတ်ဓာတ်ကသာအရေးကြီးဆုံးဆိုတာကိုပြသသွားခဲ့တာပဲဖြစ်ပါတယ်။ ဆုံးထိကြည့်ရှုနားထောင်ပေးကြတဲ့အတွက်ကျွန်တော်တို့ PKY44 Football Channel ကနေကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်စိတ်ဝင်စားပွဲဘောလုံးအကြောင်းအရာတွေကိုသိရှိဖို့အတွက်ကျွန်တော်တို့ Channel လေးကို Like Subscribe လေးလုပ်ခဲ့ပေးဖို့အတူတူပေးလိုက်ရပါတယ်ခင်ဗျာ